ဒီကနေ့မှာတော့ကျွန်တော်ထူးခြားတဲ့သတင်းတရက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒါကတော့ပါလဲဆိုတော့ဂျော်ဒီထောင်ထဲမှာနှိချီလာများထောင်နှန်းဆက်နေရတဲ့အကျဉ်းသားအားလုံးကိုပြန်လွတ်ပေးဖို့မင်းအောင်လိုက်ကိုတောင်းဆိုလိုက်တဲ့ငါမင်းဆွေရဲ့အကြောင်းလေးကိုပြောပြသွားမှာဖြစ်ပါတယ်ငါမင်းဆွေကကျွန်တော်ဒီ905ပုံမှန်နဲ့ကျွန်တော်ထောင်ထဲကိုရောက်သွားတယ်ထောင်ထဲကနေထွက်လာတဲ့အခါမှာလူငင်းချမ်းသာကွင်းနဲ့ထွက်လာတဲ့အခါမှာ ကျော်ဒီအထောင်ထဲမှာတွေ့ကြုံခဲ့ရတဲ့အတီကျွမ်းခဲ့ရတဲ့သူတယောက်ရှိတယ်ပေါ့နော်အဲ့ဒါကတော့ကွတ်တွန်လို့ခေါ်ပါတယ်အဲ့ဒီကွတ်တွန်ဆိုတဲ့သူကကျော်ဒီအသက်30ဝန်းကျင်မှာထောင်ကျပြီးတော့အခုဆိုလို့ချင်းအသက်50ဝန်းကျင်လောက်ရှိနေပြီလို့ဒီငါးမိတ်ဆွေကဆိုပါတယ်နောက်ပြီးတော့ကျော်ဒီအကွတ်တန်ဆိုတဲ့လူကမူရစ်စေဝါကုံသွယ်မှုနဲ့အကွတ်တန်ရောက်ဝယ်မှုနဲ့ပေါ့နော်ကျော်ထောင်နန်းဆန်ခဲ့ရတာဖြစ်ပါတယ်အဲ့ဒီလိုနှစ်ချီ နှစ်ချေကြနေတဲ့ထောင်နှက်ဆန့်နေရတဲ့အကျဉ်းသားတွေကိုလွတ်ပေးဖို့မင်းအောင်လာကိုမင်းအောင်လာကိုသူ့ရဲ့ official TikTok account တွေကနေပြမှာတောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။အဲဘာကြောင့်ဒီနှစ်ချေလာများကြနေတဲ့အကျဉ်းသားတွေကိုကြတော့မလွတ်ပေးတာလဲပေါ့နော်။ကိုတန်ရဲ့ကျွန်တော်ဝမ်းနဲ့စရာဖြစ်ရကတော့ကိုတွန်ကကျွန်တော်ဒီအထောက်မကြခင်သူ လူပြိုဘဝမှာရည်စားလေးတယောက်ရှိခဲ့ဘူးတဲ့လို့လဲဆိုပါတယ်သူရဲ့ရည်စားလေးကတော့အခုဆိုလို့ချင်တော့အိမ်နောက်တင့်နဲ့ထူထောင်နေပြီလို့လဲသိရပါတယ်သူတို့ကဒီအဲအိမ်နောက်ပြုတ်မဲ့လို့ရဲထားတဲ့အချိန်မှာသူကသူ့ရဲ့လောက်ရဲ့ကြောင့်မလို့ကွတွန်းရဲ့လောက်ရဲ့ကြောင့်မလို့မူရစ်ဆေးဝါးကုန်ကုတန်းရောက်ဝယ်မှုနဲ့ကျွန်တော်ထောင်နှန်းဆန်ခဲ့ရတာဖြစ်ပါတယ် အခုဆိုလို့ချင်းဒီငါးမင်းဆွေပြောကြချက်အရနှစ်20လောက်တော့ချိန်ပြီလို့လည်းသိရတယ်ပေါ့နော်โอเคငါးမင်းဆွေကဒီမင်းအွန်လိုင်းကိုဘယ်လိုတွေတောင်းဆိုထားလဲဆိုတာကိုကျွန်တော်လည်းအတူတူကြည့်လိုက်ရအောင်ဗျာနေရတယ်သူတို့လည်းတော်တော်လွတ်ချင်နေပြီဗျာနော်သူတို့တော်တော်လွတ်ချင်နေပြီအသက်90လောက်အကျဉ်းသားတယောက်ပေါ့နော်သူသူကအသက်30လောက်ထဲကအင်းထောက်ကြတယ်ဗျာအင်းထောက်ကြတယ်မူကြီးစေဝါမူနေပါ အဲ့သူကအဲ့ဒီချိန်မှာသူ့မှာမိဟိုရီးစားရှိတယ်ဗျသူ့ရီးစားလက်သူလက်ထဖို့လှုပ်ထားတယ်လက်ထဖို့လှုပ်ထားတော့အဲ့လိုပါအဲ့ဒီမှာထောက်ကြောက်တော့လက်မထနိုင်တော့ဘူးဗျာလောအဲသူ့ရီးစားလက်နောက်အိမ်အောင်ပြုအိမ်အောင်ပြုသွားတာဗောနော်သူ့ရီးစားလက်အိမ်အောင်ပြုသွားတယ်အဲ့တော့အခုသူအသက်50ကျော်နေပြီဗျအသက်30လောက်ထဲထောက်ကြတာ အခုသူအသက်50ကျော်နေပြီနော်အသက်50ကျော်နေအဲ့တော့သူထောင်းအောင်မလွတ်သေးဘူးဗျထောင်းအောင်မလွတ်သေးဘူးအဲ့ကျွန်တော်တွေးလာတာကိုတွမ်းဒါကတော့မင်းအောင်လိုင်းရဲ့ခစ်ဆိုတော့မင်းအောင်လိုင်းထုတ်တဲ့ဥပဒေတိုင်းပဲနော်ကျော်ဒီကြည့်လိုက်ပါနော်ကျွန်တော်မရေမှုနဲ့ထောင်းနှန်းဆန်ခဲ့ရတဲ့အတူတည်းအများကြီးဒါပေမဲ့သူတို့ကကျတော့လွတ်လာတယ်ဗျာနော်သူတို့ကျတော့လွတ်တယ်အခုလိုမူရစ်ဆေးဝါးနဲ့ဖန်းခံထိထားတဲ့ ူတွေကြတော့နှစ်ချီလာများဖန်ဆီးထားတာထောင်ထဲမှာပဲသူတို့ရဲ့ဘဝကနှီကုန်းချော့ရမလို့ဖြစ်နေတယ်ပေါ့ဗျာဘလောက်ထိမိုက်ရိုင်းနေလဲနော်โอเคကျော်ဆက်ကြည့်လိုက်ရအောင်မော်သူ့နာမည်ကိုတွန်းကျွန်တော်တော့ကိုတွန်းပဲခေါ်ရဗျသူ့နာမည်အရင်လည်းရှိအဲ့ကိုတွန်းအော်သူပြောတယ်သူတော်တော်လွတ်ချင်နေပြီဗျအင်းလွတ်ချင်နေပြီသူ့ဘဝမှာသူအိမ်တော်လေးပြုချင်တယ်တားနဲ့သမီးနဲ့နေချင်တာပေါ့နော် အတန်း90ဆိုတော့အိမ်အောင်ပြုလို့ရပါသေးတယ်သူထောင်ထဲမှာအနည်း20ကျော်ပါပြီနော်2021တဲ့ကသူအဲ2001တဲ့ကကြာလာဗျ2001တဲ့ကကြာအခုသူထောင်ထဲမှာ24နှစ်ကျော်ပါပြီဗျကိုတွန်း24နှစ်55နှစ်လူချင်တယ်တကယ်တကယ်လူကောင်းနေပါဗျ16နှစ်သူတို့လည်းဟိုလာဖြစ်ပြီးတော့လုံးမိတော့ဆေးဝါးပါညာကုတန်းရောက်ဝင်လုံးမိတယ်အဲလုံးမိတယ်တကယ်လူတော်တွေပါ ဟူတွန်ဆိုရင်တကယ်အပြင်ရောက်လာရင်သူ့မှာဟာလာနိုင်ငံတော်အတွက်စီးပွားရေးပါညာနော်စီးပွားရေးမျက်စိလည်းတော်တော်ရှိရယ်เนาะတနာရတယ်ဗျအဲ့လိုလူတွေအများကြီးကိုတွန်လိုလူတွေအများကြီးဗျเนาะလူစီခြင်းနဲ့အကိုလိုက်ရယ်လောအဲ့လိုလူတွေကိုအကိုလိုက်နဲ့နော်အကိုလိုက်ဆိုတာမရောက်လာအောင်ပြောတာဖြစ်ပါတယ်အဲ့ဒီလူတွေလွတ်ပေးပါဗျာเนาะထောက်ထဲမှာနေသားလူတယောက်10နှစ်10နှစ်ထက်ပိုပြီးတော့တော့မထားသေးဘူးအကိုလိုက်ရယ်เนาะ မင်းအောင်လိုင်ကိုလိုင်လောက်ထောင်ထဲမှာနေပြီးတဲ့လူတွေကိုလွှတ်ပေးပါအကိုလိုင်မှာလုတ်ပိုင်ကိုရှိတဲ့အချိန်ပေါ့နော်အခုဟောလာအစိုးရလွှဲပြောင်းမဖြစ်ခင်တဲ့အချိန်လေးမှာအကိုလိုင်နိုင်ငံတော်အကြီးအကဲတာဝန်ကိုထမ်းဆောင်နေတဲ့အချိန်လေးမှာလွှတ်ပေးလိုက်ပါဆယ်နှစ်ဆယ်နှစ်လောက်ထားရတော်ပြီးတော့ကိုလိုင်ရဲ့လူတယောက်သူတို့ဆက်ထားတော့ဒါပေမဲ့သူတို့တေချာတော့မေးပေါ့မင်းတို့ဟောလာဟိုရာဖြစ်မလားနော်အပြင်ရောက်ရင်လူလောကတိုင်းပြည်ကျုံနိုင်ငံအကျိုးတကယ်လုံးမလား ဆက်ဒုက္ခပေးဖို့မလားအဲ့တော့သူတို့လည်းဒုက္ခပေးဖို့မရှိတော့ပါဘူးဗျာเนาะထောင်ထဲမှာ20လောက်နေပြီသူတို့လည်းတော်တော်နောင်ကျင်နေပါပြီเนาะသူတို့ဘဝလေးတွေပေါ့ဆိုတော့ကျွန်တော်တို့တွေထောင်ထဲမှာအခု3လနှစ်2နှစ်3နှစ်နေရတော့မှတော်တော်ခံစားရတယ်ဗျာတော်တော်ခံစားရတယ်အဲ့တော့ဒီလိုအနှစ်20ကြီးအနှစ်30ကြီးတော့10နှစ်ကြီးတွေထောင်ထဲမှာထားရတဲ့လူတွေ သူတို့တွေဘယ်လိုဖြစ်မလဲဗျာနော်အဲ့တော့အဲ့လိုလူတွေလွတ်စေခြင်းပဲဗျာဥမာကျွန်တော်ဆိုရင်ကျွန်တော်လွတ်ဥမာဇာတယောက်ချင်းလဲမယ်ဆိုရင်ကျွန်တော်ကိုတွမ်းကိုလွတ်ချင်တယ်ဗျာကျွန်တော်ဆက်နေနေရပါစေနော်ကိုတွမ်းလိုလူမျိုးကတော့လွတ်ပေးသေးတယ်သူအိမ်တော်လေးပြုတ်ချင်တယ်သူဘဝမှာသူตาလေးတပီးလေးနဲ့နေချင်တယ်ဘလောက်တနာဘောင်ကောင်းလဲဗျာသူသူလဲဟုတ်လား ထွက်လာရင်လည်းသူ့အလုပ်တွေလုပ်တော့မဲ့လူလည်းမဟုတ်ဘူးဗျ။အဲ့ဒါလေကျွန်တော်ပြောချင်တာပါနော်။ AC အခုလိုမနေ့ဆိုတော့မှအဲ AC ပြောချင်လို့ကျွန်တော်လိုင်းပေါ်တက်ပြောတာပါ။အဲ့တော့ကျွန်တော်ကျွန်တော်တို့နိုင်ငံတော်အကြီးကဲဟုတ်လား။ဘုရားမကြီးမင်းအောင်လိုင်းကျွန်တော်တောင်းမှန်ပါတယ်မေတ္တာရခံပါနော်အဲ့ဒီအကျဉ်းသားလေးကို နှစ်ရှည်ကျင်သားဆယ်နှစ်ဆယ်နှစ်နေသားဆယ်နှစ်ရပြီးတဲ့လူတွေနော်လွတ်ပေးစေခြင်းနဲ့နော်ဘလို့အကြောင်းတော့ပြသူတို့ကိုဟုတ်လားနောက်တစ်ခါပြစ်မှုကျူးလွန်ရင်တော့ဗျာဟုတ်လားတကယ်လို့သူတို့နောက်တစ်ခါလူတတ်တယ်သူတို့နောက်တစ်ခါမူရစေဝါအကြီးကျယ်လုပ်တယ်ဆိုရင်တည်တံပေးတစ်ခါလဲကွက်မြက်လိုက်ပါနော်တစ်ခါလဲကျိုးစင်တည်ပြီးကွက်မြက်လိုက်ပါကျွန်တော်လက်ခံတယ်နော်မင်းတို့နောက်တစ်ခါအဲ့ဒါလို့ဟုတ်လားသူတို့ကိုပြောပြီးတော့လှုပ်လိုက်ပါမင်းတို့နောက်တစ်ခါဟာလာလူတတ်မယ် ဆိုရယ်လူငင်ချမ်းသာကိုလုံးဝမရှိတော့ဘူးပြည်တံကြတဲ့အတိုင်းကျိုးစင်တင်ခံရမယ်မလို့နောက်တစ်ခါမူရေးစေဝါအကြီးကျယ်လုပ်ရယ်ဟုတ်လားကျိုးစင်တင်ခံရမယ်သူတို့လည်းလက်ခံပါပဲနော်သူတို့လည်းလက်ခံပါပဲအဲ့ဒါလို့ကာဗွန်ဂတိနဲ့တခါလေးလှုပ်လိုက်ပါကိုလိုက်ရယ်နော်သူတို့လည်းလှုပ်တော့မှာမဟုတ်ပါဘူးနော်အဲ့တော့10နှစ်ထက်နော်နေသား10နှစ်ကြော်ပြီးတဲ့လူတွေကိုနော်လှုပ်ပေးပါကိုလိုက်ရယ်နော်ကိုလိုက်ညီလေးတော့ မှန်ပါတယ်တကူလိုက်လဲโอเคဒါကတော့ကျွန်တော်ဒီငါမင်းဆွေကတော့သူထောင်ထဲမှာပေါ့နော်ကျွန်တော်တို့ဒီငါငါပုံမှန်နဲ့ကြခဲ့စဉ်အချိန်တော့ကတွေ့ဆုံခဲ့ရတဲ့ထောင်ထဲကကျင်းသားတွေရဲ့ဝမ်းနေဆရာအကြောင်းအရာတွေကိုဖော်ပြသွားတာပဲပြစ်ပါတယ်ပေါ့နော်အာဒီလောက်ထိတော့ဒါရက်ဆက်ရကြလွန်းနေလို့တော့ကျွန်တော်ကထင်ပါတယ်။ဘာကြောင့်လဲဆိုတော့ထောင်ထဲမှာဒီမရိမှုတွေကြတော့ဗျာဒီတက်ငယ်မရိနေ အမရင်းမှုကျွလွန်ထားတဲ့အပြစ်ဒဏ်တွေပေါ့နော်ဒါမျိုးကြီးကြတော့အချိန်တူဒင်းလေးနဲ့လွတ်လာခဲ့ပြီးတော့မှအခုလိုမူရစေဝါကိုတစ်ချိန်တစ်ခါလောက်မှာရင်ခဲ့တဲ့သူတွေကြတော့ထောင်တန်ကနေ30လောက်ဆိုတော့များလုံးလာပေါ့နော်အခုဒါတော့ဒါငါမင်းဆွေကမင်းအောင်လိုက်ကိုမင်းအောင်လိုက်ကုလက်ရှိအာနာရနေတဲ့အချိန်အာနာထိန်းထားတဲ့အချိန်မှာလောက်ပိုင်ခွင့်ရှိတဲ့အချိန်မှာအလွတ်ပေးပါဆိုပြီးတောင်းဆိုလိုက်တာလည်းဖြစ်ပါတယ် โอเคဒီဗီဒီယိုလေးကတော့ဒီတော့ပါပဲခင်ဗျာ